လောသာစီနေဆက်ရွှေမင်းဖုံရွှေရင်းပြောချမှုမှာလုံသား၆ဦးသေဆုံးပြီးတဦးအသက်ရှင်ခဲ့တယ်လို့ဤဆက်သူတွေစီကသိရပါတယ်။နိုဝင်ဘာလ29ရက်ကရွှေလောက်ွက်ရဲ့လှိုင်ကောင်အတွင်လုံသား9ဦးအလုလုံနေချိန်မှာပြောချခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ကျင်းကမြေသားတွေဤဤပြောကြတာတဲ့အသက်ရှင်တဲ့တယောက်ကအင်မတန်ကံကောင်းတဲ့သူ့ကိုမြေကြီးတွေဖုံပြီးပါဇက်တွေထက်တိမြေကြီးတွေဝင်နေတာကနေလွတ်လာတာလို့ဒီဖြစ်စဉ်ကိုသိရှိသူတဦးကမဲခေါင်ကိုပြောပါတယ်။ ရွှေတွင်းဟာပင်း90ခန့်နဲ့ပြီးလက်ရှိမှာမြေတူးဆန်တဲ့တူဖော်ရာကနေရောက်လောင်းအဖြစ်ပြန်လဲတွေ့ရှိခဲ့တဲ့ဦးတလင်မျိုးကအသက်26နှစ်အရွယ်ကိုဝင်းဆိုးကိုနိုဝင်ဘာလ30ရက်နေ့နဲ့ရေစကြိုကအသက်20ရွယ်ကိုမျိုးနိုင်ဆိုးတို့ကိုဒီဇင်ဘာတရက်ကအောင်မန်းမြို့မင်းခုတုတ်တန်မှာတကြိုခဲ့ပြီးထပ်မံတူဖော်ရာရှိခဲ့တဲ့ကျုံပြော်မျိုးကခရစ်ယာန်ဘာသာဝင် အသက်25နှစ်အရွယ် စကြော်စီယာငိန်ချန်ခေါ်ဖို့တာထူကိုတက်ဆိုင်ရာဘာသာရေးထုံးစံနဲ့အညီဒီဇင်ဘာလ2ရက်နေ့မှာတချို့ပေးခဲ့တယ်လို့သိရပါတယ်။တွင်내ကြံနေတဲ့ရုပ်လောင်း3ခုကိုတော့ဆယ်ရန်နေရာတွင်နဲ့ဆက်လက်တူးဖို့ရှာဖွေနေစေဖြစ်တယ်လို့လည်းသိရပါတယ်။